တွေအားလုံးကြမ်းမချတာကြပါစေကျွန်တော်ဆုတောင်းပေးပါတယ်ခင်ဗျာအဲယနေ့တော့အမျိုးတွေရှိအမျိုးတွေအတွက်ကျွန်တော်နီလန်းကောင်းလေးတခုအယူဆောင်လာပေးတာပေါ့နော်အဲဘယ်လိုနီလန်းကောင်းလေးဘယ်လိုစေစံကောင်းလေးလဲဆိုတော့ကျွန်တော်တို့အဲကျွန်တော်တို့အဲသူတွေကပေါ့နော်ကျွန်တော်တို့ရာနေဆိုအလုပ်စင်းညဆိုရင်ကျွန်တော်တို့ကကောင်းကောင်းမွန်မွန်နဲ့အေးဆွေးအိတ်ရှင်ကြရတယ်ပေါ့နော်ကျွန်တော်တို့အဲအဆိုးဆုံးကတော့ကျွန်တော်တို့အတော်မှနေတဲ့သူတွေအတွက်ပေါ့နော်အဲဒီနီလန်းလေးကတကယ်မှထိရောက်မယ်လို့ထင်တယ်ပေါ့နော်ကျွန်တော်တို့အေးဆွေးနဲ့အိတ်ရှင်နဲ့ဆိုရင်တော့ဒီဗီဒီယိုလေးကြည့်သွားကြပါလို့ကျွန်တော် အကြံပေးချင်တယ်ပေါ့နော်။အဲဘာကြောက်လဲဆိုတော့ကျွန်တော်တော်ပိုင်းတော်တော်များများမှကျွန်တော်ဂျပိုးတားများတယ်ပေါ့နော်။အဲဂျပိုးကဂျပိုးကကျွန်တော်တို့လူချင်းတိတ်တဲ့ချင်းဆိုဂျပိုးကဒါကိုက်ပြီပေါ့နော်။အဲဂျပိုးကိုက်ပြီဆိုရင်ကျွန်တော်တို့ဘယ်ရကိုက်လို့ကိုက်မှလည်းမသိဘူး။တညလုံးကျွန်တော်တို့အဲ့လိုမရဘူးနော်။ဂျပိုးကိုက်အဲ့လိုမရတဲ့တော့ကျွန်တော်တို့မှာဓမီတလုံးရှင်ရှိမရှိမိကွက်နဲ့ကျွန်တော်တို့ အဖြူဖြဲကြီးတော့ဒီအပေါက်ကြားတွေဖြားတွေကိုကျွန်တော်မတရားလိုက်ရှက်အားရပေါ့နော်အတော်တော်လေးမှလည်းအေးအေးပြတ်တယ်ပေါ့နော်မိုးလင်းရင်လည်းကျွန်တော်အစိုးထားရတယ်ပေါ့နော်ကျွန်တော်တောင်းသူလေသမားတွေကြတော့မနေ့လေးနဲ့ကွယ်9နိုင်ဆိုကျွန်တော်ကထားရတယ်တော့ချက်ဘိုးကလည်းကြိုက်တာနဲ့နော်လူကလည်းချက်ဘိုးကြိုက်မှတော့ဘလို့အိပ်ပြောတော့မှာနော်အိမ်မပြောတော့မနေ့ကြိုက်နေကျွန်တော်အလုပ်ပဲဆင်းရတာတကယ်ဘုမောမလန်းဆောင်ပေါ့နော်အဲ့တော့အဲကို့အိမ်မှာချက်ဘိုးတွေရှိနေတယ်ဆိုရင်တော့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအကြည့်ပြအောင်ကြည့်သွားပါလို့ဒီနေရာလေးကကျွန်တော်အကြံပေးချင်တယ်ပေါ့နော်တကယ်ဘုမောလွယ်ကူရိုးရှင်းတဲ့နီလန်းလေးတစ်ခုပေါ့နော် ျွန်တော်တို့အိမ်မှာချက်ဘိုးတွေရှိတယ်ဆိုရင်ကျွန်တော်တို့မြို့တိုင်းနေတိုင်းမှာကျွန်တော်ရှိတယ်ပေါ့နော်အတော့မှဆိုရင်တော့ပုံများတယ်ဒီပင်လေးကကျွန်တော်အပင်ကတော့အဲဗီဇာရွက်ပေါ့နော်အဗီဇာရွက်တော့ကျွန်တော်တို့ငားနဲ့ကျွန်တော်တို့ငပြင်းမားနဲ့ဆိုတာလိုက်တော့ပေါ့နော်ငပြင်းမားနဲ့ဟင်းချက်စားတယ်အဲစားရှိတဲ့ငားတွေနဲ့ကျွန်တော်တို့ဟင်းချက်စားတာများတယ်ပေါ့နော်အဲသူကဟင်းချက်စားရုံနေလည်းမဟုတ်ဘူးချက်ဘိုးပါကျွန်တော်တို့ကကွယ်ပေးနိုင်တယ်ပေါ့နော်ကျွန်တော်တို့ဗီဇာရွက်လေးကိုအဲလက်တဆုစားတော့ခူးလိုက်ခူးပြီးွားရင် ကိုအဲ့ဂျပိုးပင်နာမှာကိုကကိုယ့်အိမ်မှာဂျပိုးပင်နာကြိုက်တယ်ကိုကိုကောင်းသိတယ်ဟောတယ်မလားကျွန်တော်ခါးလေးလောက်မကြိုက်လားလားပေါင်လောက်မကြိုက်တာအစီလောက်မကြိုက်လားဒါနော်ကျွန်တော်ရှင်အဲကျောကုန်းလောက်မကြိုက်လားလားဆိုတော့ကျွန်တော်တို့ကမှတ်မိနေတဲ့အတွက်ဒါမှမဟုတ်လေကျွန်တော်တို့တဆုပ်သားမဟုတ်လေဂျပိုးကတပြန်လုံးကြိုက်ရဆိုရင်နော်ဒီဗီဇာရွက်တော့ကျွန်တော်များများခုတကယ်လို့အဲနေရာကွက်ကြလေးကြိုက်ရဆိုရင်ကျွန်တော်ဗီဇာရွက်ကိုလက်တဆုပ်တော့ခုခုပြီးဝပြီးကိုကြိုက်တဲ့နေရာကိုကိုအောက်မှာပေါ့နော်အပေါ်ကတော့ဆောင်းလေးတစ်ထပ်ထားတာပေါ့နော် အဲဆောင်းအောက်မှာကျွန်တော်တို့အဲ visa ရောခူးလာတဲ့ visa ရေကိုကျွန်တော်ဖြန့်ကျဲပြီးတော့အောက်မှာကျွန်တော်တို့ထားထားလိုက်ပါနော်အဲဆောင်းအောက်မှာထားထားပြီးတော့အဲ့လိုက်နော်ကျွန်တော်တို့8ရက်လောက်ဆိုရင်တိတိတတအူမှာဒီ visa ဒီချက်ဘိုးကကျွန်တော်ပျောက်ပျောက်သွားလိုက်မယ်ဗောနော်သူ့မှတ်သူအလိုလိုနေနေအောင်8ရက်လောက်ကျွန်တော်တို့အဲဆက်တိုက်လုပ်မယ်ဆိုရင်ဒီချက်ဘိုးကအလိုလိုနေနေအပျောက်သွားလိုက်မယ်ဗောနော်ကျွန်တော်တို့အဲဒီချက်ဘိုးကိုကျွန်တော်တို့ ဇက်တိုက်ဇက်တိုက်ကြိုက်တယ်မလားကြိုက်တယ်ဆို9ရက်ပဲ9ရက်လောက်ဆိုရင်အော်တိုသူ့မှသူပျောက်သွားလိုက်မယ်ဗောနောကျွန်တော်တို့အဲဒီကောင်ကိုကျွန်တော်ထားတာเนาะဖြောင်းမှထားတာထားထားပြီးွားကြီးဆိုရင်ကျွန်တော်တို့က6ဝိုင်းဆိုပြန်လဲလိုက်အပြန်လဲပြီးွားရင်အဲဒီဗီဇာရဲ့အဆိုကြတော့ပိုကြီးအနိုင်တင်ရှိတယ်ဗောနော်အဲဒါမို့သူ6ဝိုင်းဆိုကျွန်တော်ဒီနေ့အုပ်လိုက်ဗောနော်ဒီလီအုပ်ပြီးဝိုင်းဆိုရင်ဒီညာအုပ်လိုက်ဗောအုပ်ပြန်တော့မနေ့မနေ့ကျရင်ကျွန်တော်ပြန်ထုတ်လိုက်ပြန်ထုတ်ပြီးတော့ကျွန်တော်တို့ဒီလိုပဲပြန်ခူးပြန်ခူးတော့ပြန်ထက်အဲ့လိုမျိုးလုံးမယ်ဆိုရင်နေ့တိုင်းကျွန်တော်တို့လုံးမယ်ဆိုရင်9ရက်လောက်ဆိုရင် သတိတတအောင်မှဒီချက်ဘိုးဟိုကြိုက်တာအဲတော်တော်လေးမှကျွန်တော်တို့အဲရော့နေသွားမယ်လို့အဲကျွန်တော်အကြံပေးခြင်းတယ်ပေါ့နော်အားကြောင့်မို့အဲနီးလန်းလေးကအဲလွယ်ကူတယ်ရိုးရှင်းတယ်အဲလုံးကြည့်ပါလို့ကျွန်တော်ဒီရည်တော့အကြံဉာဏ်လေးပေးခြင်းပါတယ်ပေါ့နော်အဲမျိုးလေးထက်မှလည်းအဲကိုယ့်အိမ်မှာမကြိုက်လို့နော်ဟိုဘိုးစားမဖြစ်ဘူးဆိုရင်လည်းကိုယ်ပေးနာတကယ်ချင်းပေါင်းသိနေရှိတယ်ဆိုရင်လည်းအဲဒီဗီဒီယိုလေးကိုကျွန်တော်တို့ရှယ်သွားပါနော်အကြံပြုပေးခြင်းပါတယ်ကိုယ်ပေးနာတကယ်ချင်းရှိရင်လည်း အမေမှာချက်ဖို့ကြိုက်လာကြိုက်တယ်ဆိုရင်ဒီနီလန်းလေးလှုပ်ကြည့်เนาะမင်း9ရက်တွင်အဲ့ချက်ဖို့လေးကျွန်တော်ပျောက်သွားလိုက်မယ်ဆိုတဲ့အကြောင်းမျှဝေပေးပါလို့အဲ့ဒီနေရာလေးကကျွန်တော်ပြောချင်တယ်ပေါ့နော်အဲ့နောက်ထပ်နောက်ထပ်လာမဲ့ဗီဒီယိုတွေမှာလည်းကျွန်တော်ဘလို့ဆွေးဆောင်ကောင်းများဘလို့နီလန်းများကိုယူဆောင်လာပေးဦးမလဲဆိုတော့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုလည်းအောက်မြောက်ကြည့်စုအားပေးပါလို့ဒီနေရာလေးကကျွန်တော်ဖိတ်ခေါ်ရှင်ပါတယ်ပေါ့နော်မျိုးတွေအားလုံးလည်းအကြမ်းမပါသေးချမ်းသာပါစေအနာမျိုး96ပါယောဂါလည်း ်ပျောက်ကင်းနိုင်ကြပါစေကကြီသုံးပါးမှာလည်းအကျော်လွှားနိုင်ကြပါစေလို့ကျွန်တော်ဒီနေရာလေးကနေပေါ့ဆုတောင်းပေးပါတယ်ခင်ဗျာ